်လင်တို့အားလုံးသည် prostate ကလေးအကြောင်းကိုသိကြပါသည်ဒါဟာအမျိုးသားများတွင်စိတ်ကြိတ်အနည်းတွင်ရှိသောသေးငယ်သောကလေးတစ်ခုဖြစ်သည်အမျိုးသမီးများတွင်မရှိပါ prostate ကလေးဤပုံမှန်အရွယ်စားသို့မဟုတ် mevalum သည်25ခက်ခက်ရှိသည် အသက်35နှစ်အထိအမျိုးသားများအများစုတွင်ဤအရွယ်စားရှိသောပရိုစတိတ်ဂလင်းရှိပြီးဤသည်ကိုပုံမှန်အားဖြင့်အာလူသည့်အရွယ်စားဟုသတ်မှတ်ပါသည်။တင်နှိုင်းရှင်ကြည့်ပါကအာလူသည့်အရွယ်စားဖြစ်ပြီးအသက်35နှစ်ကျော်ပြီးနောက်အချို့သောလူနာများသို့မဟုတ်လူအချို့တွင်ပရိုစတိတ်ဂလင်းကြီးထွားလာပြီးခင်းကိုတက်တာသောပရိုစတိတ်ကြီးထွားခြင်းဟုခေါ်သည်။ထို့ကြောင့်ပရိုစတိတ်ဂလင်းကြီးထွားခြင်းသည်အသက်35နှစ်ကျော်ပြီးနောက်ခင်းနိုင်ပါသည်။ခင်းသည်ဆေးဘက်ဆိုင်ရာအရေးကြီးမှုရှိပါ။ ို့တော့တင်တွင်စီးချိတ်ဆိုင်ရာလက္ခဏာများရှိပါကဆရာဝန်နှင့်ဆွေးနွေးရန်လိုအပ်ပါသည်ပရိုစတိတ်ဂလင်းကြီးထွားခြင်းသည်တခါတရံတင်စီးကိုပိတ်ဆို့နိုင်သည့်ထို့ကြောင့်ပရိုစတိတ်ဂလင်းပုံမှန်ရွယ်စားသည့်အသက်ရွယ်ကြောင်ကြီးထွားလာခြင်းသည်ပုံမှန်ဖြစ်တော်လဲတင်တွင်စီးချိတ်ဆိုင်ရာအထူးသဖြင့်မဟုတ်သောလက္ခဏာများရှိပါကတစ်ဆရာဝန်နှင့်တွေ့ဆုံရန်လိုအပ်ပါသည်